လေးခု listening လည်းကောင်းလာတယ် writing ဘာညာအကုန်လုံးလေး post key အစရန်ကိုတိုးတက်လာရောကြောင့်လေကိုရီးယားလေးဒီဆီယာမတွေဟိုရှစ်ဆက်ပြီးတော့လေသူ level ဆုံးတဲ့အထိဒီ GC မှာပဲတက်သွားမယ်နောက်ပြီးတော့ခုတ်ကလေးတွေနိုင်ငံရဲ့ချားဟိုလဲပညာသင်ကြားနိုင်အောင်သင်ပေးတယ်ဆိုတာကိုယုံကြည်ရဲ့အတွက်ကြောင့်လေပါရှင်မလာပါရှင်မရှင်အဲ့မှာဟုတ် language school တွေအများကြီးတွေရမှာဗာကျောင်း GDC ကိုရွေးချယ်ပို့ဆောင်ခဲ့ခဲ့ရတယ်ရှင်။အဲ GDC ကိုရွေးချယ်ရတော့ ကိုယ့်ရဲ့သားသားသမီးလေးတွေဒါလေးဒါလေးတယောက်သမီးလေးတယောက်ရှိရဲသူတို့အင်္ဂလိပ်စာ improve ဖြစ်ခြင်းအတွက်ကြောင်း GTC ကျောင်းကိုကိုက join ခြင်းနဲ့ join ခဲ့ခါကျတော့ဟိုမိဘတယောက်အနေနဲ့ကျောင်းကောင်း ਈ မကောင်း ਈ ဆိုတာကိုဒီ GTC ရဲ့ comment မိဘတွေရဲ့ review အစကျောင်းနဲ့ပတ်သက်ရာပတ်သက်ကြောင်းဆရာဆရာမတွေရဲ့သင်ယူသင်ပုံလေးအစကိုကလေ့လာပြီးတော့တေချာတိုးတက်အောင်သင်ပေးရတဲ့အတွက်ကြောင်းတကယ်လဲကိုယ့်ကလေးတွေကို improve ဖြစ်အောင်သင်ပေးရတဲ့အတွက်ကြောင်းဒီ GTC ကျောင်းကိုရွေးရခြင်းဖြစ်ပါတယ်ရှင် ှင်းအဲ့မှာဟိုတက်လေးရန်နဲ့ထန်တဲ့ဆုနဲ့ဝင်ထပ်လို့ရပေါ့နော် language skill တိုးတက်လာအများကြီးနေရာမှာပဲတိုးတက်မှုပိုင်းပုံမှန်တဲ့အားရဆုံးဖြစ်ချက် speaking ဘိုင်းပေါ့နော် speaking ရဲ့ listening ဘိုင်းရဲ့ပေါ့နော် speaking ဘိုင်းလည်းတိုးတက်လာတယ် listening လည်းကောင်းမွန်လာတယ်အဲ့အတွက်ကြောင့်ပါကဲမဟုတ်ဟိုတပတ်နဲ့မီဒီယာညီမတို့ GTC မှာကြောက်တက်လာတာအခုဆိုရင်ဘယ်လောက်ကြာပြီလဲရှင်အခုဆိုရင်၃နှစ်တည်းရောက်လာပါပြီရှင်၃နှစ်တည်းရောက် မဟုတ်တတနဲ့မီလီယာ Cambridge exam မှာရောဘယ်လဲဘယ်လေးဖြေဆိုပြီးွားရည်လဲရှင်အမ်တတလေးက mover ကိုဖြေပြီးွားပြီးသမီးလေးက flyer ကိုဖြေပြီးွားပြီးသူတို့ဟိုပါအမြင်ဆုံးနေရာလဲပေါ့နော် level လဲအဲ Cambridge မှာအောင်မြင်ခဲ့ပါတယ်ဟုတ် မဟုတ်ဟိုတတမဲ့မိလေးကိုတတမှုရှိအောင်ကျေးဇူးပြုထောင်ပေးတဲ့ instructor တွေကိုကျေးဇူးတင်စကားလေးလည်းပြောပြပါဦးရှင်။အာအရင်ကျေးဇူးတင်နေပါဘူးဆိုကိုကလေးတွေကိုလေဒီလိုမျိုးလေနိုင်ငံတကာနဲ့ရေမောင်တိုင်းနိုင်အောင်လေတင်ပေးတဲ့ဒီဆရာဆရာမတွေဒီ English GDC မှာရှိရဲ့ဆရာဆရာမအားလုံးအရင်ကျေးဇူးတင်နေဘာလို့ဆိုမိဘအနေနဲ့ကလေပတ်စံမဲ့တက်နိုင်တာဘောနော်ဒီလိုမျိုးပညာရေးချင်းကိုကိုရီးယားမတင်ပေးနိုင်အောင်ဆိုဒီဆရာဆရာမတွေလည်းအားကိုးတယ်အဲ့တောင်ကိုကလေးတွေတိုးတက်မှုတွေအရင်ကိုကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ရှင်။ဟုတ် ကျေးဇူးအများကြီးတင်ပါတယ်ရှင်မဟုတ်အင်္ဂလိပ်စာတသားနဲ့မိလေးရဲ့ဘဝတိုတက်အောင်မြင်ဖို့အတွက်ကိုဘယ်လောက်ထိအထောက်ပံ့ကောင်းနေပြုနေတယ်လို့အမအနေနဲ့ယုံကြည်ထားလိမ့်ရှင်အမ်ယုံကြည်တာပေါ့ဘာလို့လဲဆိုတော့ကလေးတွေကလေခု listening နဲ့ကောင်းလာတယ် writing ဘာညာအကုန်လုံးလေ first skill ရစရန်ကိုတိုတက်လာရောကြောင့်လေကိုရီးယားလေဒီဆရာမတွေကိုရှစ်ဆက်ပြီးတော့လေသူ level ဆုံးတဲ့အထိဒီ GC မှာပဲတက်သွားမယ်နောက်ပြီးတော့ခက်ကိုကလေးတွေနိုင်ငံရဲ့ချား ဟိုလဲပညာသင်ကြားနေအောင်သင်ပေးတယ်ဆိုတာကိုယုံကြည်ရဲ့အတွက်ကြောင့်လေအဂျီဒီစီမှာဒီ level ပြီးမြောက်သမီးဆိုလဲကို A A2 ပေါ့နော်တာတာလေးဆိုလဲ A1 plus နောက်တစင်မီတစင်နှစ်တိုင်းနှစ်တိုင်းတိုးတက်သွားပြီးတော့ campus ရေအဲနှစ်စင်နှစ်တိုင်းဖြည့်တဲ့ခါကျရင်လဲဝင်ဖြည့်ခိုင်းမယ်အဲဘာလို့ဆိုကိုလေးကနေနောက်ပိုင်းကလေးတွေကိုနေဒီမိနိုင်ငံရဲ့အချမ်းမှာပညာသင်ကြားတဲ့ခါကျရင် ဒီကုတ်ကလေးတွေမျက်နှာမငယ်အောင်ပေါ့နော်အဓိကကတော့အင်္ဂလိပ်စာရေးအသားအပြောအဆို listening ပေါ့နော် listening ကောင်းမှလည်းနားထောင်နိုင်မှလည်းကိုယ်ကပြန်ဖြေနိုင်မှာပေါ့နော်အဲ့လိုမျိုးကြောင့်လေ အကုတ်ကလေးတွေကိုလူမှုတင်ပြီးဆရာမကြီးလည်းကျေးဇူးတင်တဲ့တချဲတွေရောဆရာတွေရောဒီဒီဖောင်ဒါကိုလည်းကျေးဇူးအများကြီးတင်ပါတယ်လို့ဒီကပဲပြောချင်ပါတယ်ရှင်ဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ်ရှင်မဟုတ်အဲတပတ်နဲ့မီဒီလူရဲ့ language skill တိုးတက်လာမှုအပြင်ကိုတခြားတိုးတက်ကြောင်းလဲလာမှုပိုင်းနဲ့ပတ်သက်ပြီးရောလည်းပြောပြပါအောင်ရှင်အဲတိုးတက်တာဟုတ်အခုဆိုရင်သမီးလေးကလေအဲဆဆောင်တော့ဆိုရင်ဒီလိုမျိုးပြောရဲဆိုရဲဟိုမရှိဘူးပေါ့နော်အခုဆိုရင်အစိုးရအကြောင်းမှ तू ကတက်တယ်အခုအဲအင်္ဂလိပ်စာဟိုအစိုးရအနေနဲ့သင်နေပေါ့ဘောဘောဖြေတဲ့ ပေါ့နော်မြို့နယ်တဲဟိုလည်းပါသွားပြီးခုမြို့နယ်ပြီးသွားရင်ခရိုင်တို့ဗဟိုတို့တိုင်းတို့အလုံးစုံပါအောင်လဲစ조사မိပေါ့နော်မိပါတော့နောက်ကစပိုးတင်ပေးမယ်ဆရာဆရာမတွေကလည်းဒီ GT ဆရာဆရာမတွေကသင်ပေးတော့ခုတ်ကလေးအခုဟိုမိုက်ကင်ပြီးတော့စင်ပေါ်မှာလေပြောရဲတဲ့တသိလို့ကိုကလည်းချီးကျူးတယ်လေဟောဆိုကိုရင်ငယ်ဟိုအဲ့လိုမျိုးလည်းပြောရဲဘူးလေအလုံးစုံအခုကကလေးသမီးလေးရယ်ပြောရဲပြီဆိုတော့အခုမြို့နယ်ထဲမှာလည်းပါသွားပြီမြို့နယ်ပြီးတော့ခရိုင်လားမသိဘူးလေအဖြစ်မဲ့ထဲမှာလည်းပါပြီးတော့ပါမယ်လို့သူဆရာမကတော့ဖုံးဆက်တယ်ပေါ့နော် ော်အဲ့ကအဲ့လိုမျိုးဖြစ်တဲ့ကြောင့်မိမိဘအနေနဲ့ပီတိဖြစ်တဲ့အဲဂုံယူပါရစေဟုတ်ကဲ့ရှင်ဟုတ်ကဲ့မဟုတ်ဟိုတတနဲ့မိလို့လည်းသူတို့ရှိမှတ်ထားတဲ့အောင်မြင်မှုမှတ်တိုင်လေးရောက်ရှိပါစို့ဆုတောင်းပေးပါရရှင်ဟုတ်ကဲ့ဟုတ်ကဲ့ပြည့်စုံပါပါဘာလို့ဆိုကုမာလေးကလေးဆိုနာကတ်မှာဒီကလေးနှစ်ယောက်ပဲကိုရီးယားထားခဲ့ရမှာဆိုလေကိုကလေးလေးတို့နိုင်ငံတကာမှာပေါ့နော်မြန်မာဆိုတာလေးလေဂုံယူဝင်ကြွားခြင်းနဲ့အမို့လေအဓိကတော့ improve ဖြစ်တာအင်္ဂလိပ်စာကိုအဓိကထားမယ်နောက်ပိုင်းကတော့ဒင်းဘာသာရဲ့ကလေးကိုလည်းကိုကတော့တွန်းပေးမှာပေါ့နော်အဓိကကတော့နိုင်ငံတကာဟိုမ မှာသွားကျင်နေဆိုရင်အင်္ဂိပ္ပာအရေးကြီးတဲ့အတွက်ကြောင့်ဒီ GDC ကဆရာဆရာမတွေရဲ့ပံ့ပိုးမှုနဲ့ကိုယ်ကလေးတွေရဲ့တိုးတက်မှုကိုလည်းအားရခုံယူပါတယ်ရှင်ဟုတ်ကဲ့အပင်မဟုတ်အခုလိုရှင်ပေးဖြေကြပေးရကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ဆရာဖောင်ဒါဆရာကြီးနဲ့တကွအားလုံးဆရာဆရာမများမင်္ဂလာပါကျေးဇူးများလည်းတင်ပါတယ်တာတာနဲ့သမီးလေးကိုလေဒီလိုမျိုးအင်္ဂိပ္ပာအရန်တိုးတက်အောင်သင်ပြပေးရတဲ့ကြောင့်အရန်အရန်ကိုဂျင်းရဲကလှက်လိုက်လဲလဲကျေးဇူးတင်ပါတယ်ရှင်ပင်မဟုတ် ုပါရှင်မဟုတ်မင်္ဂလာရှိတော်နေလေးဖြစ်ပါစေရှင်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်